င်္ဂလာပါရှင်2025ခုနှစ်ဧပြီလ19ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမှုပါရှင်။မကွေးတိုင်းထဲမှာစစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောက်စီတပ်ဂျားဖြတ်တိုက်ခိုက်ခံရပြီးတေဆုံးမှုများပြီးအလောင်းတွေကိုညှရင်ချင်းမြေမြုပ်သွားတယ်လို့သိရပါတယ်။နေပြီးတော့အလာလီတက်စကန်ရှော့ထိုက်ဒုံးတွေနဲ့ပစ်ခတ်ခံရပြီးပြမတ်တွေကိုထိမှန်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဖလန်းမျိုးခလာရ268တည့်ရင်မှထွက်ပြေးသွားသူအလုံးနှိပါဖမ်းမိထားတယ်လို့ချင်းကြီးတော်ကပြောပါရယ် မြို့သိန်းစစ်စင်ရေးတွေမှာစစ်တုပ်ပန်း300ဖမ်းမိပြီးလက်နက်450ကျော်ရရှိကာတော်လန်ရေးရဲဘော်89ဦးကြာဆုံးတယ်လို့သိရပါတယ်ရှင်။အေအေထိန်းချုပ်ရာကြောက်တော်မြို့ဘုံကျဲခံရပြီးလူ20ကျော်တန်ရာရသွားတယ်လို့သိရပါတယ်။ကွန်ကရစ်မှာတိုက်ပွဲပြင်းထန်ပြီးဒေသခံ200ကျော်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာနေတယ်လို့ဆိုပါတယ်။ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းငဖဲမြို့နယ် ဗဒန်လန်တက်နယ်ဘက်ကနေမလွန်တက်နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီတပ်ကိုအာရခတပ်တော် AA နဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။မလွန်တက်နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ရှုံးကောင်စီစစ်တပ်ရင်တန်း၄စီကိုယခုဧပြီလတတိယအပတ်အတွင်းကအောက်ကိုင်းရွာနဲ့ချင်းကုန်းကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲတွင်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုများပြီးသေဆုံးအလောင်းတွေကို ကရုတ်ကိမ်းမှာမြေမြုပ်တကြိုသွားကြောင်းစစ်ရေးသတင်းမြစ်ထံကသိရပါဗျ။ဖြူစောကြီးနဲ့ပြည်သူ့ဆက်အများဆုံးတည်ကြတယ်လို့သိထားပါဗျ။ညတွင်ချင်းမြေမြုပ်သွားကြတယ်လို့ပြောပါတယ်လို့သတင်းရင်းမြစ်ကပြောပါဗျ။စစ်ရှုံးကောင်စီကအပြည့်ရက်ထုတ်ပြန်ထားတဲ့ကာလအတွင်းနဲ့ရေကန်ကုန်ဗျူဟာအနီးကျေးရွာတွေမှာစစ်ကြောင်းထိုးနေပြီးပြီးခဲ့တဲ့ဧပြီလ10ရက်နေ့ကကျောက်ဆောင်ရွာအတင်းစစ်ကြောင်းထိုးပြီးရွာသားအချို့ကိုဖမ်းဆီးခဲ့ကြောင်းဒေသခံတွေထံကနေသိရပါဗျ။ စစ်ရှုံးကောင်စီဟာဧပြီလ6ရက်နေ့ကစပြီးနှစ်ရက်ကံပြူဟော်ကိုတံပြားကယင်တွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအင်အားဖြင့်ပို့ဆောင်နေကြတာပါစစ်ရှုံးကောင်စီကအပြစ်ခတ်ရက်စဲထားကြောင်းထုတ်ပြန်ထားပြီးတဲ့နောက်အေအေနဲ့ထိတွေ့မှုရှိခဲ့တဲ့ရခိုင်မကွေးအဆက်ရခိုင်မကိုးအဆက်ရခိုင်အေယာဝရီအဆက်ကိုစစ်ကြောင်းထိုးတာစစ်အင်အားဖြည့်တင်တာတွေပြုလုပ်နေကြတယ်လို့ဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ငလင်ဘေးသင့်ကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့စစ်ရှောင်းကောင်စီတပ်ရဲ့နေပြည်တော်အီလာလီတက်စကန်ကိုတရားခုံမမရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warrior for Myanmar BWM မှတာဝန်ရှိသူတို့ကပြောပါရယ်။နေမြေလုံးကျုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲတွေကြောင်း၃လုံးကိုသာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးပြစ်မှတ်များသို့ထိမှန်ပေါက်ကွဲခဲ့ကြောင်းသိရတယ်လို့ထုတ်ပြန်ထားပါရယ်။ ဒီစစ်စင်ရေးကိုမတ်လ18ရက်နေ့ညာ၈နာရီခွဲမှာ BWN ရဲ့ဦးဆောင်မှုနဲ့ Bluff Leopard စတင်နဲ့အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။လုံခြုံရေးကလည်းအရန်ကြက်မိုးကလည်းအရန်ရွာနေတယ်။ပြပြပြချင်းမှာခါတိုင်းလိုလက်နက်ကြီးတွေနဲ့တောင်မဟုတ်လက်နက်ငယ်တွေနဲ့ပဲရန်တမ်းပြီးတော့ပြန်ပစ်တာလို့ BWN မှတာဝန်ရှိသူတို့ကပြောပါတယ်။စစ်ကောင်စီဘက်မှပြန်လည်ပြစ်ခတ်မှုများရှိတော့လဲစစ်ရဲလှုပ်ဆောင်တဲ့ရဲဘော်တွေအားလုံးဘေးကင်းတယ်လို့ဆိုပါတယ်။ အီလာလီတက်စကန်ကမတ်လ28ရက်နေ့ကလောက်ခတ်ခတ်တဲ့ငလင်ကြီးမှာ ထိခိုက်မှုရှိခဲ့တော့လေလေချောင်းတိုက်ခိုက်မှုများစက်တိုက်ပြုတ်လုံနေတာကြောင့်ရန်သူလေတက်နေနင်းရီနှစ်တစ်ကူလက်ဆောင်အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ BWM တာဝန်ရှိသူတို့ကပြောပါတယ်လူထောင်ကြီးတည်ဆုံးခဲ့တဲ့စကိုင်းငလင်ကြီးလောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့နောက်ပိုင်းမှာစစ်ရှောင်းကောင်စီကလေချောင်းတိုက်ခိုက်မှုရာနဲ့ချီပြုတ်လုပ်ခဲ့ပြီးပြည်သူအများပြားတည်ဆုံးခဲ့ရပါတယ်ရှင် ဆက်လက်ပြီးချင်းကြီးနောင်နဲ့မဟာမိတ်တွေဆင်နေခဲ့တဲ့ ဖလန်းမြို့သိန်းစစ်စင်ရေးအတွင်စစ်တပ်ပန်း300ခန့်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံ အလက်450ကျော်သိမ်းပိုက်နိုင်ခဲ့ကြောင်းချင်းကြီးနောင်ပြောရေးဆိုခွင့်ရှိသူချင်းကြီးနောင်အဖွဲ့ဝင်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CMDF ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီကပြောပါရယ်ဧပြီလ19ရက်နေ့မှာကျင်းပတဲ့ဖလန်းမြို့သိမ်းပွဲဂုံပြုအခမ်းအနားမှာဧပြီလ9ရက်နေ့ကပြီးစီးခဲ့တဲ့ မြို့သိမ်းစစ်စင်ရေးအပြီးအခြေအနေတွေကိုစလိုင်းတီမီကရှင်းပြခဲ့တာပါခလာယာ268ကျွန်တော်တို့တိမ်းပိုက်တဲ့အချိန်မှာလွတ်မြောက်နေသေးတဲ့ပြေးနေတဲ့စစ်တပ်ပန်းတွေရှိတယ်ဒါပေမဲ့လည်းအခုအချိန်မှာဆိုလို့ရှိရင်အားလုံးဒီပါကျွန်တော်တို့လက်ထဲမှာရောက်ခဲ့ပြီလို့စလိုင်းတင်ပြီးကပြောပါတယ်ဖလန်းမြို့စစ်စင်ရေးလှုပ်ဆောင်ခြင်းစစ်ကောင်စီတပ်ရင်းမှုဟာလက်နက်ကြီးတန်ရာနဲ့ခလာရ268တပ်ရင်းအတွင်ကြာဆုံးခဲ့တယ်လို့ဆိုပါတယ် ဖလန်းအလုံးစုံကျွန်တော်တို့တင်ပိုက်တဲ့အခါမှာသူတို့ရဲ့အကြီးဆုံးပေါ့ G1 အဆင့်ရှိတဲ့ဟာကထွက်ပြေးတယ်ဒါပေမဲ့ယနေ့အချိန်မှာအကြီးဆုံးကနေဟိုးအငယ်ဆုံးအထိကျွန်တော်တို့လက်ထဲမှာအကုန်လုံးရောက်ရှိတယ်လို့စလိုင်းတင်မီကပြောပါတယ်စစ်တုပ်ပန်းဖမ်းမိအရေးအတွက်ကိုပြောပြရမှာခလာရ268တရင်တင်ပိုက်အပြီးယခုနှစ်အတွင်းစစ်တုပ်ပန်း185ဦးဖမ်းမိပြီး2024စစ်စင်ရေးကာလအတွင်း 120ဖမ်းမိထားတယ်လို့ရှင်းပြပါရယ်။ဒါပြင်စစ်တုပ်ပန်းတွေကိုကောင်းမွန်စွာဆက်ဆံထားရှိကြောင်းလည်းအသိပေးထားပါရယ်ရှင်။ကျွန်တော်တို့ဒေါ်လန်ရေးလောက်ရချင်းရဲ့ရည်ရွယ်ချက်ကအာနာရှင်စနစ်ကိုတွန်းလှန်တာဖြစ်တယ်။အားလုံးကိုပုံကိုရေးရမုန်းတဲ့ဟာမရှိဘူး။သူတို့လိုရက်ဆက်တဲ့ဟာမဟုတ်ဘူးဆိုတာကျွန်တော်တို့နေ့တိုင်းအမြဲတမ်းကျွန်တော်တို့ရဲ့ရဲဘော်တွေကိုပြောတယ်လို့ slide တင်မီကပြောပါရယ်။မြို့သိမ်းစစ်စင်ရေးအတွင်းလက်နက်ခဲယံတိမ့်ပတ်ရရှိမှုကိုရှင်းပြရာလက်နက်ငယ်လက်နက်ကြီး 454လက်တင်းစီရရှိခဲ့ကြောင်းခရမ်းကြီးအများပြားနဲ့ drone အပါဝင်စစ်တုံးဆောင်ပစ္စည်းတွေကိုတော်လန်ရေးဘတ်တော်သားတွေကတင်ပိုင်နိုင်ခဲ့ကြတယ်လို့သိရပါတယ်။မြို့သိမ်းစစ်စင်ရေးအတွင်းတော်လန်ရေးပူပေါင်းတပ်တွေဘက်ကကြဆုံသူ89ဦးရှိခဲ့ရာချင်းညီတော်အဖွဲ့ဝင်တော်လန်ရေးတပ်ဖွဲ့တွေထဲကကြဆုံသူ56ဦးရှိတယ်လို့လည်းဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရခတက်တော်အေအေထိန်ချုပ်ရာရခိုင်ပြည်နယ်တောက်တော်မြို့လူနေရပ်ကွက်တွေထဲကို စစ်ကောင်စီကဧပြီလ16ရက်နေ့မနက်9နာရီခွဲကနေ3နာရီကြာအချိန်မှာဓာတ်တိုက်လေရင်နဲ့ဘုံကျဲခဲ့တာကြောင့်အရက်သားတအူပွဲချင်းပြီးတေဆုံခဲ့ပြီးနောက်ထပ်21အူဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လူတွေအိတ်မော်ကြနေခြင်းလူတွေရက်ွက်တေထက်ကိုဘုံကျဲခံရတာလို့လုံကြုံရင်ရမြည်မဖော်လို့တဲ့ကြောက်တော်မျိုးမှာနေထိုင်သူတို့ကပြောပါတယ်။ဘုံကျတာကပြည်တော်သားမှာကြတယ်၊ရှမ်းရွာမှာကြတယ်၊ပြည်ရင်မြို့တင်မှာကြတယ်။အဲဒီရက်ွက်တွေကလမ်းတွေကို ဘုံတွေခြသွားတာဂျက်တိုက်လီရင်နဲ့လေးချိန်လာရောက်ဘုံကျဲသွားတာလို့သူကပြောပါတယ်။တေဆုံးသူဟာအသက်38နှစ်အရွယ်ဥကျော်စောခြေခေါ်မောင်ငယ်ဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဒဏ်ရာရသူတွေထဲမှာ အသက်10နှစ်အောက်ကလေး3ယောက်ပါဝင်ပြီးအသေးစိတ်အချက်လက်ကိုမသိရသေးပါဘူး။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်းကြောက်တော်မြို့ပေါ်ကိုစစ်ကောင်စီကဂျက်တိုက်လီရင်နဲ့ ဘုံကျဲခဲ့တာကြောင့်အရက်သားအမျိုးသမီး၃ဦးတန်ရာရရှိခဲ့ပြီးနေအိမ်အချို့ပျက်စီးခဲ့တယ်လို့ဆိုပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ကော့ကရိတ်မြို့အနီးတဝိုင်းကရင်မြို့သားလူမျိုးရေးတပ်မတော် KNN နေပူပေါင်းချက်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေတာကြောင့်ထိုင်းနိုင်ငံတက်ခိုင်တဲ့ကို April 18ရက်တောက်ကြာနေ့ကနေဒီကနေ့မနက်အထိဒေသခံ215ဦးထွက်ပြေးခဲ့ကြောင်းထိုင်းသတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီထဲမှာအမျိုးသမီး82ဦးနဲ့ ကလေး104ဦးပါဝင်တယ်လို့လည်းဆိုပါရယ်သူတို့ကိုလုံခြုံရေးတပ်ဖွဲ့တွေနဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေကတပ်ခရိုင်မရမတ်မြို့နယ်ကခွာပလာကောင်ဘုံကြီးကျောင်းမှာယာယီခိုလုံနေထိုင်ဖို့ပို့ဆောင်ပေးခဲ့ပြီးနေဆက်တခြားလုံခြုံရေးကိုလည်းပြန်လည်တင်းကျပ်ထားတယ်လို့ဆိုပါရယ်ဒီဒေသခံတွေဟာခရိုင်နယ်လေတပ်တွေကိုစစ်ကောင်စီကလေချောင်းပုံကျဲတိုက်ခိုက်တာကြောင့်ထွက်ပြေးတိမ်းရှောင်လာကြတာလို့သတင်းမှာဖော်ပြထားပါရယ် ထိုင်းတပ်မတော်ရဲ့ထုတ်ပြန်ချက်အရဧပြီလ18ရက်နေ့မှာမြန်မာစစ်တပ်နဲ့ KNN တို့ကြားတိုက်ပွဲပြင်းထန်နေတာကြောင့်မြန်မာဒုက္ခသည်တွေထိုင်းနိုင်ငံဘက်ပုံဝင်ရောက်နေတယ်လို့ဆိုပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။